ကဘာမြေကြီးကိုကဲတင်နေကြတဲ့တီကောင်များမင်္ဂလာပါယူသက်အနေဒိမန်ကနေကြိုဆိုပါလိတွန့်လိုက်တွန့်လိုက်နဲ့မြေကြီးထဲမှာရှောက်သွားနေတဲ့ကောင်တွေကကျွန်တော်တို့ကဘာကြီးကိုကဲတင်ပေးနေတဲ့ကောင်တွေလို့ပြောရင်ယုံနိုင်မှာမလားမြင်သားတလေးဆန်နေလို့မဟုတ်ဘဲမြေကြီးအောက်မှာတိတ်တဆိတ်နေထိုင်ပြီးကဘာကြီးကိုအကျိုးပြုနေတဲ့သူရဲကောင်ကတော့တီကောင်နေပါပဲ အသွင်ပြင်အားဖြင့်ရွေးရွေးရှင်းရှင်းနဲ့အဖိုးမတန်ဘူးလို့ထင်ရပေမဲ့ဒီကောင်ဒီဟာကဘာမီရဲ့ကျမ်းမာရေးနဲ့ကျွန်တော်တို့ရဲ့စားနပ်ရိက္ခာအတွက်မရှိမဖြစ်လိုအပ်တဲ့မြေအောက်အင်ဂျင်နီယာတွေဖြစ်ပါလိမ့်။သူတို့ရဲ့နေစဉ်လှုပ်ဆောင်နေတဲ့အလုပ်တွေဟာတဘာဝပတ်ဝန်းကျင်နဲ့လူသားတွေရဲ့ဘဝအပေါ်ကိုဘလောက်ထိအကျိုးသက်ရောက်မှုရှိလဲဆိုတာပြောပြပေးကြပါလိမ့်။ဒီကောင်ဒီရဲ့အဓိကလှုပ်ဆောင်ချက်ကတော့မြေစည်းလွှာကိုအည်သွေးကောင်းမွန်အောင်ပြုပြင်ပေးတဲ့လုပ်ငန်းမှာသူတို့ဟာမြေကြီးအောက်မှာဥမင်လိုင်းကောင်းတေးသေးလေးတွေတူပြီးသွားလာနေထိုင်ကြပါလိမ့်။ အဲ့လိုလှုပ်ဆောင်ခြင်းအပြင်မြေကြီးကိုလေးဝင်းလေးထွက်ကောင်းအောင်ပြုလုပ်ပေးပြီးရေစည်းစင်းမှုနှောင်းကိုလည်းကောင်းမွန်စေပါလိမ့်။အဲဒါကြောင့်မလို့မြေကြီးတွေဟာအဆိုးရက်ကိုထိန်းသိမ်းနိုင်ပြီးအပင်ရဲ့အမြင့်တွေဟာလေနဲ့ရေကိုလွယ်လွယ်ကူကူရရှိစေပါလိမ့်။ဒါ့အပြင်ဒီကောင်တွေကသူတို့စားသုံးထားတဲ့မြေကြီးကနေပြီးဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေက gas တင်လို့ခေါ်တဲ့မြေဩဇာဖြစ်လာခဲ့ပြီး nitrogen, potassium, phosphorus လိုမျိုးအပင်အတွက်လိုအပ်တဲ့သဘာဝမြေဩဇာဓာတ်တွေပြည့်နှက်လို့နေပါလိမ့်။အဲ့ဒီအရာတွေကဒါရုပေရမြေဩဇာသုံးဆွဲမှုကိုရှော့ရှရမှာအထောက်အကူပြုပါလိမ့်။ ။အချို့သောနိုင်ငံတွေမှာဆိုရင်ဓာရုပေရနီနဲ့ပြုလုပ်ထားတဲ့မြေဩဇာတွေအစားတဘာဝမြေဩဇာတွေနဲ့တီကောင်မွေးမြူခြင်းကိုပြုလုပ်ပြီးစိုက်ခင်းတွေအတွက်အထွက်အထူးနှုန်းကိုပို့ပြီးတော့ဒူအောင်လုပ်ကြပါသည်။တီကောင်တွေဟာတဘာဝရဲ့အမိုက်ပြန်လည်စားသုံးသူတွေလည်းဖြစ်ပါသည်။ Organic အမိုက်တွေဖြစ်တဲ့အစားအစာကျွင်းကြံတွေအပင်အပိုင်းစာတွေအရွက်တွေနဲ့စက်ကူတွေကိုစားသုံးပြီးမြေဆွေးအဖြစ်ပြန်ပြောင်းလဲပေးပါသည်။အဲ့ဒီဖြစ်စဉ်ကိုတော့ဘာမီကွန်ပိုစတင်းလို့ခေါ်ပြီးပုံမှန်မြေဆွေးပြုလုပ်တဲ့ဖြစ်စဉ်ထက်ပိုပြီးတော့မြန်ဆန်ပြီးတော့ အဟာရဓာတ်ပိုကျွဲသွားတဲ့မြေဆွေးကိုလည်းရရှိစေနိုင်ပါသည်။ဒါဟာမြို့ပြနဲ့စိုက်ပျိုးရေးနယ်ပယ်တွေကအပိုက်တွေကိုစီမံခန့်ခွဲရမှာအလွန်အသုံးဝင်ပြီးပတ်ဝန်းကျင်ကိုညဉ့်ဉန်းစေမဲ့အမိုက်ပမာဏကိုပါလျှော့ရှားပေးတာပါ။ဒီကောင်တွေကကျွန်တော်တို့ကိုအကျိုးပြုနေတဲ့သဘာဝအစိပ်ပိုင်းတစ်ခုတည်းမဟုတ်ပါဘူး။ဒီဟာစနစ်ကြီးရှင်သန်နေထိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ကောင်းလေးလို့ပြောလို့ရပါသည်။ဒီကောင်းလေးလုံးဝမရှိတော့လို့ရှင်ရင်မြေောက်ထဲမှာရေစည်းစင်းမှုနှောင်းအားနေလာပြီးနောက်ဆုံးမြေစည်းလွှာတွေပြတ်စည်းမှုဖြစ်ပေါ်စေလာနိုင်ပါသည်။ ဲဒါကြောင့်မလို့အရန်ပူတဲ့ဒေတာတွေမှာဒီကောင်းနေမနေထိုင်နိုင်ကြဘဲနဲ့သူတို့မရှိတာကြောင့်မလို့မြေတွေဟာဘာအပင်မှစိုက်ပျိုးလို့မရတာမျိုးဖြစ်ကြတာပါနောက်ပြီးဂီဟာစနစ်အတွက်အရေးပါတယ်ဆိုတာကလေအဲ့ဒီဒီကောင်းတွေဟာငှက်တွေတွားတွားတတဝါကောင်းတွေရဲ့ပါဝင်တခြားသောတလိမ့်ဆန်တွေရဲ့အစာကွင်းစက်မှလေးပဲအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လို့နေပါသေးတယ်ဒီကောင်းတွေရဲ့လှုပ်ဆောင်မှုတွေကကဘာမြေရဲ့ကျမ်းမာတဲ့မြေစီလွာကိုထိန်းသိမ်းပေးပြီးကျွန်တော်တို့ရဲ့အစာရည်စာကိုတည်တည်ချာချာဖြစ်စေပါလိမ့်အဲ့လိုမျိုးရိုးရိုးရှင်းရှင်းနဲ့လေးလီယိုရှုခံရလေးရှိတဲ့တတဝါလေးတွေဟာ ဂီဟာစနစ်တစ်ခုလုံးရဲ့ရှင်သန်မှုအတွက်အင်မတန်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်လို့ပြောပြရင်မယ်ဒီနေ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာနောက်ထပ်လေအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ YouTube အနေနဲ့ဒိမန်ကနေပြီးတော့ရှာဖွေတင်ဆက်ပေးအောင်ပါဒါမျိုးလေးတွေကြည့်ရတာဂျိုင်းနေတတ်တယ်ဆိုရင် YouTube အနေနဲ့ဒိမန်ရဲ့ YouTube Channel Facebook Page နဲ့ TikTok အကောင့်တို့မှာလေးပဲပုံမှန်တင်ဆက်ပေးနေတာမို့လို့ channel page နဲ့ account လေးကိုလည်း like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။